ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ဒီ comment လေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြန်လဲပြီးတော့ပြောပြချင်ပါတယ်ဒီဒီ comment ကဆိုရင်တော့သူကဒီကျွန်တော်ဥနေဝင်းကနော်ဒီမောင်းလာပြည်ဝင်သချင်းကိုအင်္ဂလိပ်ဘာရှင်းနဲ့ဆိုလိုက်တဲ့အချိန်မှာသူကဒါကအင်္ဂလိပ်သချင်းကိုသူကပြန်ပြီးဆိုပြရလို့အထင်မှားသွားတယ်တူပါတယ်အဲကြောင့်သူက ဒီလိုမှမှန်တာပေါ့နော်ဒါဒီချင်းလေးကအဲဟိုဟာသူကနော် copy မဟုတ်ပါဘူးပေါ့နော်ဥနေဝင်ရဲ့နော်အုံကျူချင်းလေးပဲဖြစ်ပါတယ်ပေါ့အားလေးကိုကျွန်တော်ပြောပြချင်ပါတယ်ပြီးတော့တော့အဒီဘောနော်ဒီ comment လေးမှာကလည်းဒါကဥနေဝင်ရဲ့ဒီ online ပြောင်းချင်းလေးမှာသူလည်းလာမှတ်ထားတာပဲပေါ့နော်ဒီဇကာထဲမှာတော့သူက ကိုလိုတလိုဆွဲပြီးတော့ရိုက်လိုက်တာပဲဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะဘာလို့ဆိုဥနေဝင်ရဲ့အင်တာဗျူးမှာသူပြောတာကကြတော့ဒါကဒီမောင်းလပြည့်ဝင်လို့တင်သားတဲ့မျိုးသမီးကလည်းအပြင်မှာသူတကယ်ရှိပါတယ်အခုချိန်နေလဲသူရှိသေးတယ်ပေါ့เนาะဒီပြန်တွေးဖို့လည်းသူစ조사သေးရေပေါ့เนาะအဲ့လိုမျိုးသူ့ရဲ့အင်တာဗျူးမှာသူဖြေသွားရတယ်ပေါ့เนาะဒီကွယ်လွန်ခြင်းကိုတုံးသွားတာလည်းကျွန်တော်ဒီဗီဒီယိုမှာပထမဗီဒီယိုမှာကျွန်တော်ပြောသလိုပဲသူက ကျွန်တော်တို့နေပေါ့နော်နေ껙သွားတယ်ဆိုတာကနေကကျွန်တော်တို့ကဘာမှာ껙သွားပြီမဲ့လဲနောက်ကဘာတချမ်းမှာ तू ကထွက်มาဗျာဒီကျွန်တော်စီမှာလား껙သွားပြီမဲ့နောက်တချမ်းမှာထွက်มาအဲ့လိုမျိုး तू ကရှိနေတယ်ဗျာရှိနေတာကိုဒါမဲ့ကိုယ့်ရဲ့ကဘာမှာတော့껙ပြောက်သွားပြီဆိုပြီးတော့ဒါ तू ကအဲ့လိုမျိုး तू ကပြောကျင်တာပေါ့နော် အဲ့ဒါလေးကိုကျွန်တော်ကလာပြီးတော့အရှင်းပြတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဦးထီးကဒီပထမမတ်ပေါ့နော်ပထမမတ်မှာဦးထီးကကာပါချင်းတွေကိုမဆိုဘူးလားဆိုတော့အမဟုတ်ဘူးဗျာဦးထီးကလည်းကာပါချင်းတွေကိုဆိုခဲ့တယ်ဆိုခဲ့တာကိုဒီတေးဆရာမြတ်သန်းဆန်ရဲ့ဒီကျွန်တော်ဒီမှာပြပြထားတယ်ဒီ series မှာအကောလုံးကဒါ copy တွေပဲဒီ copy တွေပဲအဲ့အဲ့ထဲမှာဦးထီးကလည်းပါဝင်ပြီးတော့တည်ဆိုထားတယ်အဲ့ထဲဦးထီးကလည်း copy ရေးဒီဆိုထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဥတီရေးထားတဲ့ဒီ copy စောင်းလေးပေါ့နော်ဒီ link ရေးဝင်ဆိုတဲ့သချင်းလေးအကြောင်းကိုကျွန်တော်ကနောက်ထပ်ပြီးတော့ဒီပုံထပ်လုပ်ပြီးတော့ကျွန်တော်ကပြပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ CC bar entertainment YouTube channel နဲ့ TikTok channel တွေကို like and subscribe လုပ်ထားပေးဖို့ကြည်ရမိတ်ဆွေတွေကိုကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးပဲချစ်ချင်းမေတ္တာဖြင့် 您讲讲吧，这边，接是怎么的？